မြေပြင်သတင်းရေးမြေများရဲ့ပြောကြားချက်အရတော့60မမဘုံဒီတွေဘရန်ဒေါ်လာတန်းတဲ့ချီတံပိုးရှိပါတယ်ဆိုတဲ့အရာတွေလက်ခံရရှိကြောင်းအားလုံးပဲမင်္ဂလာပါကျွန်တော်ချစ်တဲ့နေ့ရက်နေ့ပြန်လည်ပြီးတော့ဆက်လုပ်လိုက်ပါတယ်ဒီနေ့ဆိုတဲ့သတင်းလေးတွေအနေနဲ့ကိုလိုမျိုးကျော်ရဲ့သတင်းလေးတွေကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်သတင်းထူးတွေဖြစ်တဲ့အတွက်ကျွန်တော်တို့တူတူအဆုံးထိလိုက်ပါချီချူဘုဒ္ဓကိုပိတ်ခွင့်လိုက်ပါတယ်ဆက်လို့ကျွန်တော်ဆက်လိုက်အောင်ဒီနေ့မှာတော့ဘမမငတ်ကင်နန်လေးတင်းနေတယ်ဂျက်ဖတ်တာပြစ်ချလာလားပြတ်ကျသွားလား အတီးပြုလို့မရသေးဘူးနောက်တစ်ခုက60မမဘုံသီးပြီအမေရိကန်ဒေါ်လာတန်းနဲ့ချီတန်နဲ့60မမဘုံသီးတွေလေတက်ကလာပြီးစက္ကက27ထဲမှာလာချတယ်ဒါပေမဲ့ KI နဲ့ပူအောင်တက်တွေလက်ခံရရှိတော့တရင်တရင်ကောင်းပါပါတယ်အင်းဒါလေးနဲ့စဖွင့်ကြရအောင်ဗမော်တိုက်ပွဲကတော့ပြင်းထန်နေပါတယ်ဗမော်ဟာအထင်ကြီးမြို့ပါဗမော်ဟာတရုတ်ကုန်စည် ုတန်းရောင်းဝယ်ရင်းနေတကွာအခြားသောတမိုင်းကြီးတဲ့တမိုင်းအစင်လာကြီးတဲ့မြို့တစ်မြို့ဖြစ်တဲ့အပြင်ဗမော်ကြိုက်မြကြီးနာကြမယ်လို့အောင်ပြီရှိနားလေပြီးသားအတိုင်းမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကတော့မနေ့ကကျွန်တော်တင်ပြတယ်လို့ရရင်နှစီအစင်သစ်ပြင်သားပြီးစစ်ကူနှိစစ်ပို့ရမယ်မနေ့ကတော့ငါတင်တကော Jeff Fighter ဗီဒီယိုနဲ့တကွာပြောပြခြင်းပေမဲ့ဟိုက Allegory Review မှာကြည့်မယ်ပြက်ကြတာလားပြစ်ချနိုင်တာလား အသေးစိတ်တရားကြီးကတရားဝင်ထုတ်ပြန်မှုမရှိသေးပေမဲ့ငှက်ကတော့ Jet Fighter တစ်စီးပြတ်ကျသွားတာမျိုးလို့ကျွန်တော်တို့ဗီဒီယိုကလစ်မှာတွေ့ရှိရပါတယ်။နေပြည်တော်ရင်းမြင်းများရဲ့ပြောကြားချက်အရတော့60မမဘုံးသီးတွေဘရဂန်ဒေါ်လာတန်းတဲ့ချီတံပိုးရှိပါတယ်ဆိုတဲ့အရာတွေလက်ခံရရှိတော့ထက်ခါထက်ခါတရေတကပိုင်းဒီကနေ့မြို့သားညီညွတ်ရေးအစိုးရ NUG နဲ့ပတ်သက်ပြီးအတန်ကြီးစုညံနေပါတယ်။ဒါပြင်မှာ ဒီရုရှားတွားမိရုရှားတွားတဲ့မင်းအောင်လိုင်းရှင်ကျင့်ဖင်နဲ့တွေ့ဆုံတဲ့တရင်အပါအဝင်ဒီနေ့ညပြန်လာမယ်ဆိုတဲ့တရင်ရှိနေတယ်လို့အခင်းချင်းအဆက်ဆက်တွေကလည်းနတ်နတ်ရှာရှာကြီးကိုရှုပ်ထွေးနေပါတယ်ဒီလိုပဲရန်ကုန်ရုရှားတန်ယုံမှာ180ပြည့်အခမ်းအနားချင်းပါပါတယ်ဘူးချုပ်ဇိုးဝင်းဆိုတဲ့လက်ဖက်ချောက်တက်ပါတယ်အဲ့တော့ဖက်စစ်တပ်ရဲ့ပထမဦးဆုံးစစ်ကောင်းဆောင်နဲ့ဒုတိယစစ်ကောင်းဆောင်တွေဟာ ပွဲတက်မပြတ်နေတော့မှာပဲဒီပြည်နယ်ထမ်းကြမှာနေဇက်မှာစခန်းကြီးတစ်ခုကြီးတစ်ခုကြဆုံကုန်တာကိုတွေ့ရပါတယ်မနေ့ကထိစစ်ကောင်းဆောင်တွေပွဲတက်ဖို့တိုက်ပုံချုပ်ပြင်ဆင်နေတော့မှာညောင်လေးပင်မှာခလာရငါကိုရှစ်ဒီပြည်နယ်နေဇက်မှာထိခိစခန်းဒီကနေ့တော့တက်မာခွန်နေမြီမှာရှိတယ်စစ်ကောင်စီရဲ့ခမရ 24တက်ရင်တန်လက်စခန်းကိုဖတ်သိမ်းပါလေ။အဲ့တော့တောင်းပိုင်းပွဲချမ်းပြီ။ဘာလို့တော့မိုးတို့အတီးတို့အကြုံပွဲချမ်းတာကိုတကယ်ချမ်းနေတာကိုတွေ့ရပါလေ။ဒါညမှာနေစက KNU တက်မှာခုနှစ်မြေပြင်မှာရှိတဲ့စစ်ကောင်စီရဲ့ခမရ24တက်ရင်တန်လက်စခန်းကိုဒိမ့်ပိုက်လိုက်တယ်။ဒရုန်းတွေနဲ့ပုံကျဲတယ်။87မမလက်နဲ့ကြီးများနဲ့ပြက်ခတ်တယ်။ထိုးစစ်စစ်တယ်။မနေ့ကစစ်တပ်ရဲ့တခေါ်ဘီကွီးစခန်းကိုဒိမ့်လိုက်ပါသေးတယ်ဗျ။ကြားဖြတ် ီနေ့မနေ့ကဘရောင်စကန်သိမ့်တဲ့အထိမ်းမှန်းနဲ့အရှိဘက်နော်တရားတောင်ကျောမှာရှိတဲ့တန်တန်လက်စ်ထန်းကိုထပ်ပြီးဆက်တိုက်ပြီးပါတယ်။ဖက်စစ်တကတော့လုံထီတာထုံးစံအတိုင်းပဲလေရင်နဲ့ပုံချဲပါတယ်။အဲ့တော့ကဲနယ်လီဘူအောင်တပ်တွေထိုးစစ်ဆင်နေတဲ့ဒီကျွန်တော်တို့တန်လက်စ်ခန်းဟာခနဲ့ကန်တဆောင်ရဲမြို့နေအပိုင်မေလာကြီးရွာဘက်မှာတော်တော်နီနီကကတီရှိတာကိုကျွန်တော်တွေ့ရပါတယ်။အဲ့တော့ထိုင်းထိုင်းဘက်ကတော့စစ်တပ်နေဆက်ဂိတ်တွေအပြစ်ချရာပြီးတော့ တနအိယားတစ်ခါနှစ်နာရီရတစ်ခါတင်ကားရှင်နှန်းတွေနဲ့အသွားပြန်ပတ်နေပါတယ်။သူ့နိုင်ငံအချုပ်အခြာကိုသူကာကွယ်နေတာကိုကြည်ချင်းကိုယ့်နိုင်ငံရဲ့အချုပ်အခြာအာဏာကတော့ဘေကျင်းအာဂျင်တာအောက်မှာစုံစုံမြုပ်ပြီးပျောက်ကွယ်နေတာကိုတွေ့တာပါတယ်။တိုင်းပြည်ရဲ့စစ်တပ်အဖြစ်ခံယူလာပြီးတိုင်းပြည်ရဲ့ဗဏ္ဍာငွေဘတ်ဂျက်တွေအာဏာလေးလိုချင်ရှာပါတယ်ဆိုတော့ကျွန်တော်တို့မင်းအွန်လိုင်းဖက်စစ်အကြမ်းဖက်တက်ကတော့ဒီပါအာယုပြပါအကုပစင်ယူလို့ခဏခဏပြောပြီးတရုတ်ကိုကျွန့်ခံဖို့ ရုရှားကိုကျွန်ခံဖို့တည်တများများဖြစ်နေတဲ့အခြေအနေကိုအားလုံးမြင်ကြရမှာပါ။ဒါကြောင့်မို့ဒီအပိုင်းမှာဖက်စစ်တပ်အပေါင်းပါတစုဟာတရုတ်နဲ့ရုရှားကိုဘာပေးရပေးရကျွန်ခံဖို့အစဉ်သစ်ဖြစ်နေပြီးတစ်ဖက်မှာဖက်စစ်တပ်ရဲ့စစ်အာဏာမစွန့်လို့ရရင်စစ်အာဏာရှင်စနစ်မကြဆုံးရေးအတွက်တိုင်းပြည်ကိုတိုင်းတစ်ပါးကျွန်အဖြစ်တို့တွင်းတဲ့အခြေအနေမျိုးတွေကတော့ထင်ထင်ရှားရှား တွေ့လာရပါတယ်။ဒါရင်းနဲ့အတူဒီကနေ့ကျွန်တော်တို့တာယာဝတီအုံတွင်းပကိုးရိုးမှပေါကောင်းအုံတွင်းလမ်းပိုင်းမှာပြည်သူ့ကော်မတီတက်မတော်၃000ရှက်လေးတက်ခွင်းငါဘုံမိုးကျိုးလေးနဲ့ရဲဘော်တူဖမ်းဆီးခံရတယ်လို့တရင်များထွက်ပေါ်နေပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဘုံမိုးကျိုးလေးအကောင့်ကနေပြီးတော့စစ်တပ်ကလိုက်လံဆက်သွယ်နေတယ်ဆိုတဲ့အခြေအနေလေးလည်းကြားနေရပါတယ်။ဒါပေမဲ့ဒီကနေ့ကျွန်တော်တို့ဒီဘုံမိုးကျိုးလေးနဲ့ကျွန်တော်က French ရေပေါ့နော်။တကယ်ချင်းလည်းဖြစ်တယ်မိတ်ဆွေလည်းဖြစ်တော့ကျွန်တော်လိုက်ပြီးတော့ လိလာကြည့်တဲ့အခါဘုံမိုးကျိုးလေးအကောင့်နဲ့ဖုန်းနှလုံးကတော့အဲဒီဖန်စီခံရတဲ့ထဲမှာမပါသွားဘူးလို့အဲသူ့ရဲ့တက်ကတင်လာတာကိုကျွန်တော်တွေ့ရပါတယ်တရင်ထုတ်ပြန်မှုတွေနဲ့ပတ်သက်ပြီးတော့လေတိုင်ရင်မှာတရင်ထုတ်ပြန်မှုကိုအတီးပြူပေးပါမြေပြင်မှာပြန့်နေတဲ့တရင်တွေကိုအတီးမပြူပါနဲ့ဆိုပြီးဘုံမိုးဘုံမိုးကျိုးလေးရဲ့တိုင်ရင်3800တက်ခွေး9ကအတိပေးထားပါတယ်ဒီအချိန်မှာတရင်တွေကဖောင်းပွနေတော့ဘုဘက်ကြည့်လိုက်တဲ့တမျိုးဒီဘက်ကြည့်လိုက်လဲတဖုံဒါတွေနဲ့ပတ်သက်ပြီး အင်မတန်ပြည်သူလူထုမှာဝေဝါတွေ့ဝေစိတ်ပြက်စရာတွေလည်းဖြစ်နေတယ်ဆိုတာကျွန်တော်တို့နားလည်ပါတယ်ဒါတော့ဒီကနေ့ဆိုရင်မန္တလေးမှာလေပြင်းထပ်တိုက်တယ်မနေ့ကတနေ့ကကြောက်ဆယ်မှာကလေးတွေထပ်လုံတယ်တိုင်းပြည်ကတော့ကကြီး၃ပါးနဲ့ရန်ကုန်မြို့၅ပါးထံကနေအလူးလဲခံနေကြရတာပေါ့ဒါပြင်မှာကုန်စိန်လုံးကြီးမြင့်မှုပြည်သူစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးပေါ်တာဆွဲတာတွေလူငယ်တွေဟာမိသားစုတွေဟာတိုင်းပြည်တွင်းကပြည်သူလူထုဟာ ဘသူရဲ့အကူအညီကိုမှလောက်လောက်လာလာရမနေပဲတမိတားစုချင်းတူချင်းခုခံနေရတဲ့အခြေအနေတွေကိုလည်းကျွန်တော်တို့တွေ့ရပါတယ်။ဒါကြောင့်ပြည်သူလူထုကစစ်ကိုအမြန်နိုင်စေချင်နေပြီဆိုတာကျွန်တော်ခံစားမိပါတယ်။စစ်အနိုင်တိုက်ရေးလုပ်ကြပါစစ်ကိုအနိုင်တိုက်ကြပါပြည်သူဟာစစ်နိုင်ခြင်းပြီ။ဘာကြောင့်စစ်နိုင်ခြင်းလာလဲ။ခက်ခဲကြမ်းတမ်းနေပြီ။ဖက်စစ်တပ်ရဲ့ရုပ်မာမှုဟာလည်းဇာတ်တပ်တပိုးတိုးပြီးမချစ်တင်ခဲနဲ့ဂျုံကန်နေကြရတယ်။ ပြည်သူစစ်မှုထမ်းဥပဒေပေါ်တာဆွဲမှုကြောင့်ပြည်သူလူထုဟာမိမျိုးစုံရဲ့ဒုက္ခပင်လဲဝေပြီးတဦးချင်းခုခံနေကြရတယ်။ပြည်တွင်းမှာအလုတ်ကန်ရှားပါမှုကုံစင်းလုံးကြီးမြင့်မှုတွေနဲ့အတူဝင်ဝင်ထွက်ဝင်မကာမီပဲသမီးစားရုံတာအသက်ရှင်ရုံတာသမီးလေးစားနေရတယ်ဘောရေကမလာမိကပြက်ကကြီးသုံးပါတဘာဝဘေးဒဏ်နေနဲ့အတူရံမျိုး၅ပါးဆိုတဲ့မင်းဘေးမင်းဘေးလို့တော့မခေါ်တိုက်တဲ့လူရုပ်မာတွေရဲ့ဘေးဒီဘေးတွေနဲ့အပြည့် ဒီဘထွက်ခွာမယ်ဆိုတော့လေထွက်ခွင့်မရအောင်ဤမျိုးစုံနဲ့အချက်ကိုင်နေတယ်။ဒီဘနိုင်ငံဒီမှာဆိုရင်လေနိုင်ငံရဲ့ပြည်တွင်းစစ်မီးနေတကွဆင်းရဲဆုတ်ချသွားတဲ့အခြေအနေကိုအခြေအနေအရာပေါ့။နိုင်ငံမဲ့ဘဝနဲ့တင်ငယ်စွာဆက်ဆံခံနေရတယ်။စကိုင်းမကွေးဒေသတွေမှာဆိုရင်စက္ကဆာဟာလေကြောင်းနဲ့ဘုံကျဲကင်းပတ်ဆက်တဲ့လေဒီနဲ့အချီး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 ပြိနေအတက်ခံအင်းဒီမီးရှို့ရွာဒီမီးရှို့မရင်းချင်းတက်ဖြတ်ဒီလိုအခြေအနေ ရောက်နေပါတယ်။ EAO ဒေတာတွေမှာလည်းဒီတိုင်းပါပဲနှိမ့်စင်လေးနဲ့ဘုံကျဲနေတယ်။ဒီနေ့အထိဒရိတ်ချင်းမှာကျဲသွားသေးလို့နောက်ချုံမှာလည်းဘုံကျဲသေးရတယ်။ဒရိတ်နေမှာဖတ်ပြီးပြီဖြစ်တဲ့အတွက်ကျွန်တော်တကူချင်းအသေးစိတ်ပြောနေတော့အဲ့တော့လူငယ်တွေအနာဂတ်လုံးဝပျောက်သွားပြီ။အမပြည်တွင်းမှာပြည်သူလူလူဟာလုံးဝအနာဂတ်ပျောက်သွားတဲ့အခြေအနေကိုတွေ့ရပါတယ်။ပညာရေးကျမ်းမာရေးစီးပွားရေးလူမှုရေးပတ်ပေါင်းစုံအနာဂတ်ပျောက်သွား ်ဒီသလုံးတည့်ရလုံးကအကြောက်တရားနဲ့နေစဉ်ဖြတ်တန်းနေကြရတယ်လက်စီမီမရရှိမှုရေမရရှိမှုကုံစိမ့်တို့ကြီးမိမှုဒီတန်ဒီအောက်မှာမသိယုံတမဲအသက်ရှင်ရက်တီရုံးကန်နေကြရတယ်ဒါကြောင့်မို့စစ်ကိုနိုင်စင်ချင်ပါစစ်နိုင်ရင်အာနာရှင်လက်အောက်ကအလုံးမြောက်ခွင့်ရမှာဒီကာလမှာတော့တိုင်းပြည်ရဲ့အစွန်အဖျားမြို့နယ်ဂွဲလေးတွေမှာတော့လွတ်မြောက်နေပါသေးတယ်ဖက်စစ်တပ်ရဲ့စွမ်းအား ဖက်စစ်တပ်ရဲ့လုံနိုင်စွမ်းတွေဟာကြံနေသေးတယ်လို့ဖက်စစ်တပ်ဟာသူ့ရဲ့နောက်ထပ်စွမ်းအားကိုမြင့်တင်ဖို့အတွက်တရုတ်နဲ့ရုရှားကိုပြည်ခြေတလုံးဖက်ပေါင်းပြီးကြုံခံဖို့အဆင်သင့်ဖြစ်နေပါတယ်ဒီအချက်ဟာကျွန်တော်တို့ပြည်သူလူထုကိုတတ်ဖြတ်ဖို့ကလွယ်ရင်အကြာအခြားဘာမှမရှိပါဘူးဒါကြောင့်ကျွန်တော်တို့တော်လိုင်းကြီးသမားတွေနိုင်ငံကြီးသမားတွေနိုင်ငံကြီးကောင်းဆောင်တွေတော်လိုင်းကြီးကောင်းဆောင်တွေကြည်လို့ရအောင်နေမှာရောက်ပြီးဒီပတ်တနေရာမှာရှိနေတဲ့အခါကြောင့်ရံမဖြစ်ကြပါနဲ့ ါတို့မိသားစုလွတ်မြောက်နေပြီငါတို့ပြောချင်တိုင်းပြောမယ်ဆိုချင်တိုင်းဆိုမယ်ငါတို့အဖြစ်တင်မယ်ဝေဖန်မယ်ငါတို့ဖောင်းထုတ်မယ်ဆိုတာမျိုးတွေမဟုတ်ပဲစေတနာမှန်မှန်ရိုးရိုးတက်တာနဲ့တော်လိုင်းကြီးအပေါ်မှာထောက်ပြဝေဖန်မှုတွေနဲ့ညီညွတ်မှုကိုအခြေခံတဲ့ပြောဆိုဆောင်ရွက်မှုတွေလုတ်ကင်မှုတိုက်တွန်းမျှော်လင့်လိုပါတယ်တော်လိုင်းကြီးကောင်းဆောင်နေရာယူထားတဲ့သူတွေဟာလည်းငါကငါအစိုးရငါကငါပါငါဟပါပဲဆိုပြီးပြည်သူရဲ့တစ်စစ်မြင့်နေရဖို့မယူပဲပြည်သူမြဲတသားတဲ့စစ်အနိုင်တိုက်ပေးဖို့လိုပါတယ် ါမှစာလီကျွန်တော်တို့ပြည်သူတောင်းတနေတဲ့စစ်အနိုင်တိုင်ရေးစစ်နိုင်ကျင်နေတဲ့ပြည်သူစံတာကျွန်တော်တို့ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျားတို့စစ်နိုင်ကျင်နေပြီဆိုတာကျွန်တော်ခံစားမိပါတယ်အဲ့တော့စစ်နိုင်တိုက်ဖို့ကျွန်တော်တို့မလုပ်ရဘူးညညွတ်ရပါဘူးညညွတ်တယ်ဆိုတဲ့နေရာမှာအကျိုးစီးပွားအရညညွတ်ချင်း ုပ်ကိုခင်လို့တရားမင်လို့ညီညွတ်ချင်းမျိုးတွေမဟုတ်ပဲညီညွတ်ရေးမူဝါဒခိုင်ခိုင်မာမာရှိရမှာဖြစ်တယ်လို့ညီညွတ်ရေးဟာယူသားမှုကိုအခြေခံရမှာဖြစ်ပါတယ်ယူသားသောဝေဖန်ဖြစ်တည်မှုယူသားသောထောက်ပြမှုတွေဟာနိုင်ငံရေးကကျင့်ဝတ်နဲ့ပြည့်စုံပါတယ်တချို့တလီကထောက်ပြဝေဖန်မှုအစားရိုင်းဆိုင်ဆဲဆုံမှုတွေဟာကျွန်တော်တို့တော်လိုင်းနိုင်ငံရေးအင်အားစုတွေကြားထဲမှာပုံမှုဝေးကွာသွားတာကိုတွေ့ရတယ်အဲရောဒီကနေ့မြို့သားညညရေးအစိုးရရဲ့ 问题就用表一收工洗路，表价价呢不得比 DVB 的人差哪个？跟别人刚新宝马都比努力拼命，才能便宜啊！不讲对啊嘛的。俺们也把待遇呢做大了，所以我们起步了。问题就用表一收工洗路，表出的刚新得酷，便宜在在哪里？在哪里？就对啊嘛的。就 DVB 的货上来送，就能进来把、这个、的。现在表价价的高喽，那老了老表些么？西北面低的吃苦就能低吃。 အမ်ဒီအောက်ကတည်ရင်တွေထွက်ခွာသွားတာကိုစိုးရိမ်စရာမရှိဘူးလို့ပြောတာလားလို့ကျွန်တော်သိချာကြည့်ပါမယ်။အကယ်၍အဲ့ဒီတိုင်းသာပြောခဲ့မယ်ဆိုရင်တော့ကျွန်တော်လက်ညှိုးတဲ့တယ်ထူပြီးပြောဖို့ဝင်မလေးပါဘူး။တိုးတော့ဝင်ကြီးရုံရုံရဲ့ NUG ဝင်ကြီးရုံရုံရဲ့ပြောဆိုချက်ပါ။အမ်ဒီအောက်ကတည်ရင်တွေနှုတ်ထွက်သွားပါလေ။လက်နက်ခရံကိစ္စအပါဝင်အခြားသောကိစ္စရပ်တွေနဲ့နားလည်မှုလွဲတာတွေအမြင်မတူတာတွေဖြစ်လို့ထွက်ခွာသွားတာကို MOD အနေနဲ့စိုးရိမ်မိပါ။ ဒီလိုလေးလာပြီးတော့မှထပ်ပြီးတော့ဒါမဲ့ကျွန်တော်တို့အနေနဲ့မစိုးရင်ပါဘူးလေဘာလို့မစိုးရင်ဘူးလဲဆိုတော့ MOD အောက်ကထွက်ခွာသွားပေမဲ့ဒီတက်တွေဟာဘုံရသူဖက်စစ်တက်ကိုအတူတိုက်မဲ့သူတွေဖြစ်တာဖြစ်တဲ့အတွက် MOD အောက်ကတရင်နေထွက်ခွာသွားလဲစိုးရင်ကမရှိပါဘုံရသူကိုအတူတိုက်ကြမှာပဲလေဒီစကားလေးကိုခြံထားပြီးတချို့သောဒရင်ဌာနတဲ့တယ်ပြောရရင် DBP ဒရင်ဌာနကခေါင်းရှင်ကိုနားလည်မှုလွဲစင်နိုင်သောပုံစံတင်လိုက်တဲ့အတွက် အငင်းပွားမှုတွေတစ်တေမှုတွေနဲ့ရင်းရင်တည်တည်ပြောဆိုမှုတွေပါပါဝင်လာတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒီနောက်ပိုင်းမှာမြို့သားညီညွတ်ရေးအစိုးရရဲ့ထုတ်ပြန်မှုတွေကိုကျွန်တော်တို့ကြည့်တယ်ဒေါ်လာ25တန်းတုံဆွဲတယ်ဆိုတာမျိုးတစ်ဖက်မှာကာကူလီတာတွေခောက်စင်းတွေအတွက်မဖြစ်နိုင်ဘူးဘာညာဝေဖန်ဖြစ်နေတာဟာဒါဒါဒါကပြဿနာမရှိဘူးပေါ့တကယ်လေးမရောက်ပါဘူးတရင်နေစီတကယ်မရောက်ပါဘူးဆိုတာမျိုးဒါကရတယ်ပြောလို့ရတယ်ဝေဖန်လို့ရတယ်တဲ့တယ်လေးပြောရမယ်အခုဒီကနေ့ထပ်ပြီးတော့ဒီတရားဇာတအကိစ္စနဲ့ပတ်သက်ပြီးတော့ မြို့သားညီညွတ်ရေးအစိုးရရဲ့တဲ့အတုံးစိရှင်းတန်းတွေကိုပွင့်လင်းမြင်သာကွာပြည်သူလူထုကိုချပြရမယ်လို့ဒီနေ့ဝန်ကြီးချုပ်တို့ကပြောပါတယ်ဆိုတော့ဒါဟာကြိုးလို့ရမယ်ကိစ္စပါမားရီထိုင်ပြောနေတဲ့များကာလပတ်လုံးကျွန်တော်တို့ကပေါင်းစည်းညီညွတ်မှုကိုရရှိမှာမဟုတ်ပါပေါင်းစည်းညီညွတ်မှုကိုမရသမျှကာလပတ်လုံးစစ်တပ်အကြိုက်ခွေးဝန်းတောင်ကျွန်တော်လေလေပြရတာပဲဖြစ်ပါလိမ့်မယ်အဲ့တော့ပြစ်တင်စရာဝေဖန်စရာရှိတဲ့နေရာကြိုက်ခိုင်ခိုင်မာမာပြက်ပြက်တာတာမူဝါဒနဲ့ကျင့်ဝင်များနဲ့အညီဝေဖန်ပြစ်တင်ကြရပါလိမ့်မယ် မလားမလားပဲမှန်တာမှန်တာပဲ NUG တွေ NUD တွေ ABC တွေဒီကျွန်တော်တို့မသိဘူးကျွန်တော်တို့ဒီပေတန်းဒီတရားမျှတမှုနဲ့အမှန်တရားဖြစ်ပါတယ်အဲ့တော့လက်ရှိရွေ့လာတဲ့ NUG ရဲ့ရွေ့ဒီပေါ်မှာကျွန်တော်တို့ဟာကြိုဆိုရမှာဖြစ်ပါတယ်မကြိုဆိုဘူးသူတို့ပြောတယ်မှာကျွန်တော်တို့ထိုင်ပြောမယ်ဆိုရင် NUG ကိုကျွန်တော်တို့ဖျက်ပလိုက်တာကျွန်တော်တို့ဖျက်ပလိုက်နိုင်တဲ့စွမ်းအားကျွန်တော်တို့ရှိတယ် NUG ကိုကျွန်တော်တို့လုံးဝမကြိုက်တော့ဘူးလားလုံးဝလက်မခံတော့ဘူးလား ကျွန်တော်ပြန်တွေးရပါမယ်အဲ့တော့၄နှစ်တာတိစောက်ထားတဲ့ NUG အစိုးရအနေနဲ့မပြင်းတော့ institution တစ်ခုအနေနဲ့ကြည့်မယ်ဆိုရင်တပ်တွေရှိတယ်လူတွေရှိတယ်ဘဏ္ဍာရင်းမြစ်တွေရှိတယ်ဆိုတော့ NUG ကမရှိခြင်းထက်တော်လှန်ရေးအတွက်ရှိခြင်းဟာပိုကောင်းတယ်လို့အကြံဉာဏ်ယူဆလို့ရပါတယ်သို့တော့ပိုကောင်းတယ်လို့ဆိုတဲ့စကားမှာအဓိပ္ပာယ်တွေရှိပါတယ် NUG ကဒီပုံစံတမ်းမဟုတ်ပဲပြုပြင်ပြောင်းလဲမှုများလုပ်ပါလူတွေမူတွေပြောင်းပါနော် ပြည်သူလူထုကိုယူသားပါအစိုးရစိတ်မပုတ်ပါနဲ့တော်လိုင်းဤသမားဖြစ်စီခြင်းပါလေလို့ကျွန်တော်တို့တဖွတ်ဖွတ်နေ့စဉ်မပြတ်နေပါကျွန်တော်တဲ့တဲ့နိုင်ငံရေးဘူဝါရရကျင့်ဝေးရကျွန်တော်ပြောဆိုထောက်ပြခဲ့ပါတယ်ဆိုတော့ကျွန်တော်တို့ဘသူမျက်နှာမှာကြည့်မှာမဟုတ်ပါတော်လိုင်းဤမျက်နှာကိုသာကြည့်မယ်ပြည်သူလူထုမျက်နှာကိုသာကြည့်မှာဖြစ်ပါတယ်ဒါကြောင့်ဒီနေရာမှာ NUG အနေနဲ့အသိရှိစေချင်တာကစစ်အနိုင်တိုက်ရေးကလွဲအခြားဟာဒုတိယထားပါစစ်နိုင်မှမီးပိုင်မင်းပိုင်မှအစိုးရဖြစ်အစိုးရဖြစ်မှခင်ဗျားတို့က လူလေးစားမယ်လက်ရှိ NUG လောက်ပတ်စံမတုံဆွဲဘူးလူငင်အားမရှိဘူးရင်းမြစ်မရှိဘူးနိုင်ငံတကာဆက်ဆံရေးအားမကောင်းတဲ့ TNL တို့ MNT တို့ကိုတရုတ်ကအမေရိကန်ရောကျွန်တော်တို့ရော NUG ရောခင်ဗျားတို့ကပါအစ NUG ဆက်မဆက်ဆံချင်းလဲဆက်ဆံနေရတယ်ကိုလေးလေးစားစားဆက်ဆံနေရတယ်မလားဘာဖြစ်လို့လဲမိပိုင်စစ်နိုင်တာစစ်နိုင်တော့မိပိုင်မိပိုင်တော့အစိုးရဖြစ်တာပေါ့ဗျာ ဖြစ်ပါတယ်နော်ဒါကြောင့်မို့အရှိမဖြစ်ပြီးခဲ့သမျှအရာတွေအားလုံးနဲ့ပတ်သက်ပြီးကျွန်တော်တို့နားလေခွန့်လို့ပေးတယ်လို့မဟုတ်ရင်တော့နောက်တစ်ချိန်ကြာမှာပဲဒီနဲ့ချင်းဆိုင်ထိုင်ပြီးပြောကြတာပါဗျာအခုကာလမှာတော့အမြဲတမ်းညီညွတ်ရေးအစိုးရနဲ့တိုက်ရင်တက်ဖွဲ့များကြီးတော်လိုင်းပူပေါင်းတက်တွေကြီးတိကျတက်တွေကြီးပြည်သူလူထုကစစ်နိုင်ခြင်းနေပါပြီမနှက်ဖြန်နိုင်ရင်တော့ကျူတူကြမယ်သူတွေကြီးပါပဲ ဒီညနိုင်အောင်ဒီညတော့နိုင်စီခြင်းအရန်ခက်ခဲနေကြပြီ။ဒါကြောင့်မို့ဒီကနေ့ဝင်ကြီးချုပ်ပြောဆိုတဲ့စကားပေါ်ကျွန်တော်ကျူးစွပါတယ်။စရင်စရာတွေအတိအကျလောက်ပါ။ကြောက်ကြည့်နေပြောတဲ့စကားလိုပဲစရင်စစ်ချုပ်ခံပါ။မှိုင်းမှားကြောင်ဝေခံပါ။မှိုင်းမှန်ကြောင်အတအတိခံပြီးရင်ဆိုင်ပါ။ဒါဟာနိုင်ငံရေးသမားတယောက်ရဲ့ဂုဏ်သိက္ခာဖြစ်ပါတယ်။အစိုးရစိတ်မပေါက်ပါနဲ့။တော်လန်ရေးသမားတယောက်ကဲ့သို့ပြုမှုချင်းချင်းမိထိုင်ပါ။ဒါဟာ ်အန်ယူဂျီမြို့သားညီညွတ်ရေးအစိုးရအပေါ့ဝင်သက်ဆိုင်ရာတော်လိုင်းကြီးနိုင်ငံရေးခေါင်းဆောင်များကိုကျွန်တော်လေးလေးစားစားမေတ္တာရက်ခံခြင်းဖြစ်ပါတယ်ရှေ့လျှောက်ကျွန်တော်တို့လက်ညှိုးတို့အပြစ်ရှာဝေဖန်ပြစ်တင်မှုနဲ့တန်တရာလဲနေလို့မရတော့ဘူးကျွန်တော်တို့ရက်လက်တွေထုံမှရတော့တယ်ကျွန်တော်တို့ရက်လက်ဟာဘာလဲကျွန်တော်တို့လိုချင်တဲ့ရက်လက်ဟာဘာလဲစစ်နိုင်ဖို့ပါဘယ်သူ့ကိုနိုင်ချင်တာလဲစစ်အာဏာရှင်မင်းအောင်လိုက်အချမ်းဖက်ဖက်ဆစ်တပ်ကိုဖြစ်ပါတယ်ဒါကြောင့်နိုင်ချင်တာလဲပြည်သူလူထုကိုကယ်တင်ကာကွယ်ဖို့ဖြစ်ပါတယ် ဘီဒူလူလူကိုဘာကြောင့်ကဲတင်ကောက်ွယ်ပါလဲဘီဒူလူလူဟာကျွန်တော်တို့အမိအဖကဲတို့မေတ္တာတရားဘီဒူမေတ္တာတရားနဲ့ကျွန်တော်တို့ရှင်းတန်နေရလို့ဖြစ်ပါတယ်ဘီဒူမေတ္တာကမင်းတို့ဘောဘာလို့ရှိရလဲကျွန်တော်တို့ကဘီဒူကိုချစ်လို့ဖြစ်ပါတယ်ဘီဒူကမင်းတို့ကိုဘာလို့ချစ်တာလဲတရားမျှတမှုနဲ့နိုင်ငံအနာဂတ်တိုင်းပြည်လူလူအနာဂတ်အတွက်ကျွန်တော်တို့တော်လိုင်းရဲဘော်တွေ PDF တွေတော်လိုင်းနိုင်ငံရေးသမားတွေဟာကိုကြိုးဆောင်ရွက်နေလို့ဖြစ်ပါတယ်ဒါတွေဒါတွေရောက်အပြန်အလှန် ချစ်ခင်ရင်းနှီးနှွေးထွေးမှုကျင့်ဝတ်များနဲ့ကျွန်တော်ရလက်ကိုဆွဲထုတ်ကြရအောင်အဲ့ဒီရလက်ဟာပြောပါဆိုပါဝေဖန်ပါထောက်ပြပါရင်းဒီရိုင်းဆိုင်ချင်းတွေကိုရပါတပတ်မှာစစ်နိုင်ရေးအတွက်နီလာမောင်းဆောင်အတွေးပေါင်းဆောင်ရှုတော်ပေါင်းဆောင်နဲ့ချီကပ်ကြရင်တပတ်မှာဖက်စစ်တပ်မင်းအောင်လိုက်ဆက်လက်ရှင်တန်နေတဲ့တောက်တိုင်မှန်သမျှကိုလည်းကျွန်တော်တို့စနစ်တကျသုတေသနပြုပြီး data server တွေ sock ကစနစ်တကျပြုတ်ချတဲ့ view မျိုးရှားလက်မျိုးတွေကျွန်တော်တို့ဆောင်ရွက်ရမှာဖြစ်ပါတယ် သူတို့ငါတမင်းတယောက်အကြောင်းတကားလားတရွာတပုံစံဆိုရင်တော့စီဒမလက်တော့ဝီလိုပဲမဲပြပစိုးဘောကနဲ့စစ်တပ်ဟာအချိန်ကြာလာတဲ့အချိန်ကြာလာတာနဲ့အမြန်ကျွန်တော်တို့တော်လန်ကြီးကိုပုံမူအားနေရှိနေအောင်နေပေါင်းစုံနဲ့လှုပ်ပြီးတော်လန်ကြီးဟာဒီ9နှစ်ကာလမှာမှရလက်အဖြစ်တစ်ခုခံခံမှမှမထွက်ရင်နောက်ထပ်ဘလောက်ကြာမလဲဆိုတဲ့ကိစ္စဟာအင်မတန်တွေးကြည့်လူလူအတွက် စိုးရင်စရာကောင်းလာပါတယ်။ဒါကြောင့်မို့ဒီကိမှာပြောပါဆိုပါဝေဖန်မှာဖြစ်တယ်မှာသို့တော့ကျင့်ဝတ်များနဲ့အညီမူဝါဒများနဲ့အညီပုံကူကြီးတွေဖယ်ထားတော်ရင်သစ္စာတရားနဲ့ကျွန်တော်တို့မိဘကိုမစုကျွန်တော်အပေါ့ထောက်ပြဝေဖန်ပြောဆိုမှုတွေလုပ်နိုင်ပါတယ်။ဒါပေမဲ့စစ်တပ်လူမျိုးဖက်စစ်တပ်ရဲ့စစ်အာဏာရှင်စနစ်လူမျိုးဆဲဆိုခြင်းရိုင်းဆိုင်ခြင်းဓာတ်ပုံနိုင်ငံရေးဓာတ်ပုံတော်လှန်ရေးတွေလှုပ်ခြင်းအကောက်တူတွေနဲ့ဝိုင်းပြီး ပြောဆိုကြရင်အကောင့်တူတွေနဲ့ကိုမထောက်ခံသူကိုဝိုင်းပြီးနမေဖြတ်ပုံကြီးဖြတ်ချင်းလေးကိုတဦးချင်းကစရှောင်ရှားချဖို့မင်းကဘာမှမရှောင်အောင်ပါလေလို့မေးကြရှိပါတယ်တကယ်တော်လန်ရေးကိုယုံကြည်တယ်တော်လန်ရေးပေါ်မှာတတ်ဝင်ယုံကြည်တယ်ဆိုရင်ရှောင်ကိုရှောင်ပါလိမ့်မယ်မဟုတ်ရင်အဲ့ဒါတော်လန်ရေးတမားတွေရဲ့လုံရမဟုတ်ပါတော်လန်ရေးဟာ 季节看到密密包的，多兰叶的个努力长大，多兰叶包嘛努力哈得出嘛，小马等的呀拼命吃了哇，忙着给他多兰叶包嘛，疏疏嫩嫩的，得闻雄奇木啊皮呢，见闻娘的你撇担心，小心别万一多兰叶的嘛，那安逸的嘛熟了，但别皮别不过，撇包的，明明落叶密哈，你侬侬个生态离它下来，想撇不过又撇不。 တိုင်းသမားနိုင်ငံရေးသမားတဦးချင်းမှာတာဝန်အဖြစ်ရှိပါတယ်။ထို့လိုပဲဒီလူလူလူဟာလည်းတတ်နိုင်ငံနီးနဲ့ရတဲ့နီးနဲ့သတင်းကြည့်ရုံလိုက်ပြီးရုံဒီလောက်နဲ့မဟုတ်ပဲအတူပူပေါင်းပါဝင်တိုက်ပွဲဝင်တဲ့နီးလန်းအသစ်တွေကိုရှာဖွေကြရပါလိမ့်။ဒါဟာနောက်မေ9နှစ်ပြည့်ကံဒီရလက်တစ်ခုမထွက်နေရင်စိုးရင်စရာကောင်းတဲ့အခြေအနေတစ်ခုမှကျွန်တော်ဒီချောင်းလေးပြောနေရမှာ။အဲ့တော့ချက်ပါရင် လောတညွေအစိုးရရဲ့ဝန်ကြီးရုံးပြောရေးဆိုခင်းရှိနေတယ်ဝန်ကြီးရဲ့ပြောစကားတွေဟာတော်လိုင်းရေးအပေါ်မှာတစုံတရာများအနောက်ချက်ဖြစ်ခဲ့ဝေဖန်လို့ရပါတယ်ပြစ်တင်လို့ရပါတယ်သို့တော့ကျင့်ဝင်နေရပါတယ်မှနေမှကြောင်းဘသူမျက်နှာမှမထောက်တော်လိုင်းကြီးမျက်နှာကိုကြည့်ပြောရရပါမယ်မှန်နေရင်မှန်ကြောင်းချီကျူးရရပါမယ်ကျွန်တော်တို့မြန်မာတွေကလေအမားတကူဆိုလက်ညိုးဝိုင်းထိုးပြီးတော့ပုံကြီးချက်ရကြပါမယ်တကယ်တော့တကယ်ကောင်းတဲ့ကိစ္စတွေကိုချီကျူးဖို့မိနေကြတယ် ချီချူလေးစားခြင်းဟာလေညီညူရေးရဲ့အခြေခံအကြောင်းတရားတစ်ချက်ဖြစ်တယ်ဆိုတော့နောက်ဆုံးပိုင်းကိုဆက်ကြအောင်နောက်ဆုံးပိုင်းမှာဒီကနေ့ဆိုရင်ရုရှားမှာမဟာအောင်ပွဲဆိုပြီးမင်းအောင်လိုင်းမိသားစုတော်တက်ပါတယ်အဲ့လိုသွားတက်တဲ့အချိန်မှာရှီကျင့်ဖယ်နဲ့ဒီကနေ့တွေ့ပါတယ်တွေ့တဲ့တပ်ပုံတွေလည်းတက်လာပါတယ်ရှီကျင့်ပင်ကတိုင်းပြည်ရဲ့အချုပ်အခြာအာဏာစီးပွားရေးတွေကိုထောက်ခံပါတယ်လို့ပြောတာကို တို့နိုင်ငံရဲ့နိုင်ငံပိုင်သတင်းစာတွေမှာတော့ဖက်စစ်တပ်သတင်းစာတွေမှာတော့ရွေးကောက်ပွဲကိုထောက်ခံတရားအောင်ရေးထားတာကိုတွေ့ရပါတယ်တရုတ်ကလည်းလိန်ပြည်သူကလည်းလိန်တိုင်းပြည်ကလည်းလိန်ကိုကုတ်ကိုလိန်တဲ့ဖက်စစ်တပ်ဗာတစ္စာတရားမှမသိတဲ့ဖက်စစ်တပ်ဘ ᱹ ဒုပေါ်မှာတစ္စာမရှိသလိုသူတို့စစ်တပ်ပေါ်လည်းသူတို့တစ္စာမရှိပါသူတို့ကသူတို့ပေါ်လည်းတစ္စာမဲ့တယ်ဒီဖက်စစ်တပ်ကိုကျွန်တော်တို့ဘာမှမျှော်လင့်လို့မရပါဘူးဒါပေမဲ့မျှော်လင့်နေတယ်လို့ပါရှိပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အိန္ဒိယတရုတ်နိုင်ငံပါအိန္ဒိယတရုတ်နိုင်ငံဟာ ဟေကောက်ပွဲစစ်တပ်ကိုထောက်ခံနေနီးပေါင်းစုံနဲ့ပြသနေသလိုတစ်ဖက်မှာတန်ကင်းတမန်ကင်းအစဉ်ပြေလန်းချောမွေ့စီဖို့ပန့်ပိုးနေတာကိုလည်းတွေ့ရပါတယ်မြန်မာပြည်ရဲ့ပြည်တွင်းရေးကိုဝင်ရောက်မဆွတ်ဖက်ဘူးလို့တဖော့ဖော့ပြောပြီးမြန်မာပြည်သူတို့ကိုတတ်ဖြတ်ဖို့လီမြန်ဒီပတ်စံတွေလက်နက်တွေလည်းပေးနေပါတယ်ဒီညမှာတရုတ်ကိုကျွန်တော်တို့ကတိုက်ကြမလားစီယုံဆွေးနွေးကြမလားဆိုတဲ့ကိစ္စတစ်ခုကကျွန်တော်တို့ဘက်နှစ်ဘက်ကွဲလာတော့တွေ့ရပါ တချို့ကလည်းတရုတ်ကိုတိုက်မှာဖြစ်မယ်တရုတ်လုပ်ငန်းတွေတရုတ်ပိုင်ပစ္စည်းတွေတော့မဟုတ်တရုတ်အစိုးရပြင်းပြင်းထန်ထန်တုံ့ပြန်မှုစော်အိုးတိုက်တွန်းကြတယ်တစ်ခါမှလည်းတရုတ်ကိုရန်သူလုပ်ရင်တော်လန်ကြီးပျက်စီးသွားတဲ့အထိကြာနိုင်တယ်ဆိုတဲ့သုံးသပ်ချက်မျိုးတွေ့ရပါတယ်အဲ့တော့တရုတ်ဟာပြောဆိုဆက်ဆံဆွေးနွေးလို့ရသလားရသလားကျွန်တော်စကားကိုနားထောင်မလားနားထောင်အောင်ဘယ်လိုလုပ်မလဲ ျွန်တော်တို့ကိုစစ်တပ်ဟာကျွန်တော်တို့ပြည်သူလူထုကိုစစ်တပ်ဟာမတရားအနိုင်ကျင့်ဖိနှိပ်ရက်ဆက်နေပါတယ်လို့သိအောင်ပြောမလားသိရင်ကောသူတို့ကအမှန်တရားကိုလက်ခံမလားဒီမျိုးကနေအများကြီးရှိပါဒီနေ့တရုတ်အစိုးရရှီကျင့်ဖင်ရှီကျင့်ဖင်ရဲ့မြန်မာစိန်မူဝါဒဟာမြန်မာပြည်သူလူထုအတွက်စေခါကြီးတစ်ခွက်ဖြစ်နေပါတယ်ဒါကိုတရုတ်ကသိစေချင်ပါတယ်တရုတ်ဟာဖက်စစ်တပ်ကို တမိုင်းတစ်လျှောက်မှာအရေးမွေးတယ်လို့ဝေးလာခဲ့တာပါဒီမိုကရေစီနဲ့ပတ်သက်လာရင်ကမ္ဘာပေါ်မှာတရုတ်ဟာဘယ်နိုင်ငံမှမဆိုရန်သူတပွဲသဘောထားပါလေလာရှိုးကိုပြန်ပေးလိုက်လို့ပြော ပြောပေမဲ့လာရှိုးကိုဘုံမှုကျဲဘူးတရုတ်ဟာစစ်တပ်ကိုမတားခဲ့ပါအဲ့တော့ဒီမိုကရေစီဒါမလုံးနဲ့သူတို့စကားနားထောင်သူတို့ခိုင်းတာလို့စံစီစားငရုတ်ချက်တော့အာလူကအစရွှေလားငွေလားအကုန်ပေးတဲ့တရုတ်ပါအဲ့တော့ ဒီကာလမှာတော့ရှိကျင့်ဖင်တရားခန့်နေပါပြီအမေရိကန်ဆိုရရဲ့မူဝါဒတစ်တီအောက်မှာတရုတ်နိုင်ငံတွင်မတည်ငြိမ်မှုတွေအများပြားဖြစ်နေတယ်လို့တုတ်စီးပွားရေးဟာလေဒီတလက်လောက်တွင်မှာကိုဖယူဖယဲဖြစ်သွားစေပါမင်းအောင်လိုင်းဖက်စစ်တပ်ကတော့ပူတင်တို့ရှီကျင့်ဖင်တို့ရဲ့တွေ့တဲ့အချိန်မှာမှုရတဲ့မျက်နှာလိုပဲကျွန်ခံဖို့ကျွန်တော်အစဉ်သင့်ပါလို့မျက်ဝန်းများကပြဆိုနေပါတယ်အဲ့တော့ ဒီကနေ့တရုတ်နဲ့ရှင်ချင်းဖင်နော်တရုတ်သမ္မတရှင်ချင်းဖင်နဲ့မင်းအောင်လှိုင်တွေ့ဆုံတဲ့ဓာတ်ပုံကျွန်တော်သိကြပါတယ်နောက်တစ်ချိန်ကမ္ဘာသမိုင်းမှာသမိုင်းမှာငါတို့တိုင်းပြည်ကငါတို့ပြည်သူလူထုကိုသူတို့နှစ်ယောက်အတူပေါင်းပြီးတတ်ခဲ့တယ်ဆိုတာကျွန်တော်တို့နိုင်ငံအနာဂတ်ကလေးတွေကိုအဲ့ရာဝင်တိုင်းပုံပြင်ဖြစ်ဓာတ်ပုံလေးပြပြီးပြောဖို့သိကြပါတယ်ဒီသမိုင်းကိုတရုတ်လိုချင်တယ်ဆိုရင်တော့ဖက်စစ်တပ်ကိုဆက်ထောက်ခံနေနိုင်ပါတယ်ကျွန်တော်တို့ဟာတရုတ်ကိုမုန်းနေတာပေါ့ကျွန်တော်တို့ချစ်လည်းမချစ်ပါ ကျွန်တော်တို့ပြည်သူကိုတတ်ဖြတ်နေတဲ့မင်းအောင်လိုက်ကိုကျွန်တော်တို့တော်လှန်နေတာဖြစ်ပါတယ်။ဘာကြောင့်တရုတ်ကမတရားလုပ်တတ်ဖြတ်အချမ်းဖတ်မရင်းချစ်နေတဲ့လူရုပ်မှဘက်ကရက်တီတလဲလို့တွေးကြည့်တော့သူကိုယ်တိုင်လူရုပ်မှလားလို့တော့တွေးမိတာပါ။အဲ့တော့ဒီလိုစိတ်ကူးစိတ်တမ်းနေတဲ့ policy ချမှတ်ထားတဲ့တရုတ်ကိုဘလို့နားဝင်အောင်ပြောချမလဲ။တည့်ရသားနဲ့မတိကျင်အောင်စုံပြီးပြည်သူတွေကိုတတ်ဖြတ်မှု ပြည့်ရဲ့သားမေမတိကြအောင်ဆောင်ပြီးပြည်သူတွေကိုအကြမ်းဖက်ရက်စက်မရင်းချင်းတပ်ဖြတ်မှုကိုကူညီပေးနေတာဟာမြန်မာတမိုင်းမှာဖက်စစ်တပ်မင်းအောင်နိုင်နဲ့ပူးရဲတဲခံကျွန်တော်တို့အိမ်ကြီးချင်းနိုင်ငံတရုတ်အစိုးရအဖွဲ့တမရရှိချင်းဖင်ပါကျွန်တော်တို့ဟာမြန်မာတမိုင်းမှာရေတိုးမှတန်းတင်ရမယ့်အခြေအနေမျိုးဖြစ်နေပါတော်တော်လက်လွန်နေပြီတရုတ်ကြီးကိုအခြေအနေကိုကူတည်ပါ ကျွန်တော်တို့ဟာတရုတ်နိုင်ငံရဲ့အကျိုးစီးပွားတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်တွေဒေါ်လာရင်းသမားတွေဟာကျင့်ဝတ်နဲ့အညီစွာဆောင်ထိန်ပါတယ်ကျင့်ဝတ်နဲ့မညီနေတာဟာလူကြီးမင်းတို့ပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရန်သူမှဖြစ်ချင်ပါကျွန်တော်တို့တွေ့ဆုံခြင်းနဲ့ဆွေးနွေးခြင်းနဲ့ကျွန်တော်တို့ရဲ့နိုင်ငံအခြေအနေကိုကျွန်တော်တို့တည်တည်ချာချာရှင်းပြခြင်းနဲ့တရုတ်လူကြီးမင်းနဲ့ကမ္ဘာနိုင်ငံတကာကုလသမဂ္ဂအာဆီယံအစရှိတဲ့လူကြီးမင်းတွေကလည်းအကျိုးစီးပွားမပါနဲ့အကျိုးစီးပွားမပါတဲ့ လူသားချင်းစာနာမှုဖြစ်နားထောင်ပေးစီခြင်းပါလေအခုဟာကခမရုကအမှန်တရားပြောက်ပြီးအကျိုးစီးပွားနောက်လိုက်နေတော့ဒီကဘာကြီးမှာအလောင်းတွေပဲထပ်နေမှာပဲလို့ပြောရင်တောင်အားရှစစ်ပွဲကလည်းစတယ်တတိယကဘာစစ်စီသွားနေပြီလား ကဲပါဒါတော့ကုလမျိုးကျော်တင်တူတွေဖြစ်ပါတယ်တုံတက်တင်ဆက်သွားတဲ့နေရာတော်ကြီးမှိုက်ပါတော့နော်ဆိုတော့ဒီနေ့နဲ့ပတ်သက်ပြီးတော့မှကိုတီမီချက်လည်းကမမရှိခဲ့ပြပါအောင်ဒါဆိုရှင်ကျော်အများကြီးပြောတော့ပဲနဲ့ကျွန်တော်ဗီဒီယိုလေးလည်းဒီမှာပဲဆုံးဖြတ်ပါတယ်အဆုံးနေ့လည်းပါကြည့်ရှုပေးတဲ့ညီကမမရောက်ရှိစဉ်စီတိုင်းလည်းသူပြည့်စုံတင်ရှိပါတယ်ကျွန်တော်တို့တော်လည်းညီကမမနာတော့ဆက်စားရအောင်ဆင်ပြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်နေ့ကျမှပြန်တွေ့ကြမယ်ကျမရေခုစကြပါခင်ဗျာ